မင်္ဂလာပါဆရာတော်ဗျာဆရာဗျာဒီနေ့လက်ကူပြုတ်နေညနေတရားဝန်ရှိကိုဘာကြောင့်ကြွလာတာပါလဲဗျာအဲအခုဒီပါဝင်တယ်လို့ပြောလို့ရတဲ့ဆရာဦးအောင်မြိုင်နဲ့အောင်စော်ပေါ့ဒီအက္ခဓမ္မအပောင်းအသုံးလုံးဒီဝိနည်းစီယာပြဿနာနဲ့ဒီရိယာမန္တန်ရဲ့လူဥပဒေနဲ့အရေးယူတဲ့အခါမှာကျောင်းအောင်မြိုင်နဲ့ ဆရာကိုအောင်စိုးတို့ရဲ့စေနာမန်နဲ့လုတ်တဲ့လူရတာနာတော်အတွက်မရှိမဖြစ်ဆောင်ရွက်မယ်ကိစ္စရေလှုပ်ဆောင်တဲ့အခါမှာကိစ္စလက်ရတာတွေစာနာတို့တကယ်တော့လေသူလည်းဟိုအဆက်ရှိလို့ချမ်းသာလို့တာနာကိုလုပ်နေတာမဟုတ်ပဲတကယ်ကိုတာနာကိုချစ်တဲ့စိတ်နဲ့ဓမ္မအရမအတိညာဉ်နဲ့ရွေးချယ်ဖို့လုပ်ပေးတဲ့သဘောပါအဲ့ဒါကိုဥစဉ်ကြတော့ရဟန်းဖြစ်တဲ့အတွက် ရဟန်းနေရာခွင့်ပြုမြို့နယ်တန်ခါနာကရဲ့ခွင့်ပြုခြင်းရှိမှဆိုတော့ဥစဉ်တို့ကြမြို့နယ်တန်ခါနာကလည်း20မြင်းဆောင်2025နဲ့အရမဝါရချွန်ညာပြီးတဲ့နောက်ပိုင်းမှာဥစဉ်တို့ကဝင်ရောက်ပြီးတော့လုပ်เสียမလို့ပဲမြို့နယ်တန်ခါနာကအဖွဲ့ရဲ့တရားစွဲဆိုခြင်းကိုခွင့်ပြုရန်မသင့်မလို့အပ်တော့ဘူးဆိုပြီးဥစဉ်တော်ကတော့ဘုရားစီအမှုရုပ်သိမ်းခြင်းမရှိတော့ညာလဲဥစဉ်တော်ကရဟန်းတွေကခွင့်မပြုညနေတန်ခါနာကဆရာတို့များတန်ခါတွေကို မညင်နွမ်းအောင်တို့အတွက်တောင်းပန်ဆိုတဲ့တောင်းပန်မှု ready လုပ်ခဲ့တဲ့ဆရာတော်တွေရပဲဦးဇင်းတို့တောင်းယူလိုက်ကြတယ်ပေါ့အခုကြတော့အဲလူနဲ့ယဟန်နဲ့လူပြောရမလို့ဖြစ်ပြီးတော့ယဟန်နေပြီးတော့တောင်းဝန်ပေးထားတဲ့ကိုထူအောင်လွင်နဲ့ပတ်သက်ပြီးတော့သူတို့ဘက်ကလာရောက်ပြီးတော့အမှုရင်ဆိုင်ခြင်းလည်းမရှိဘူးထွက်ဆိုခြင်းလည်းမရှိဘူးဒီဘက်ကအားလုံးအသင့်ဖြစ်နေသောညာလဲနောက်ပြကြတော့နိုင်ငံတော်က ဓမ္မအရမအမှုဖြစ်တဲ့အတွက်20မြင်းသော2025နဲ့ဆုံးဖြတ်ချက်ချပြီးသားဖြစ်တော်လဲဒါတက်ဆိုင်ရာအဖွဲ့အစည်းတွေကဒါကိုကိုလွယ်လွယ်ကူကူဒါဒီမှုဆက်လက်ပြီးတော့မဆောင်ဆောင်ရွက်ရမသိမှုဆိုပြီးတော့မင်းချမှတ်ရမင်းချမှတ်လိမ့်မယ်လို့လည်းမြင်ပါတယ်သို့တော့ပါဏဘာသာအတွက်ဒီမနက်ကဘုရားဘာသာအများစုဆရာတော်တမတော်အများစုကလည်းပါဏအတွက်ရှိတဲ့ရွရွချွန်ထမ်းဆောင်တဲ့ ဆရာဦးအောင်မြိုင်အစိုးရစာတင်သားတို့ကိုအောင်အောင်စိုးတို့ရဲ့လောက်ရကိုလာရောက်ပြီးအားပေးတဲ့သဘောပါပဲဦးစင်းကတော့ရဟန်းဖြစ်ပြီးတော့ဒီဥတုရိယရဲ့ဘတော်မတရားဆွဆွဲမှုတွေကြားထဲမှာဦးစင်းတို့အားလုံးသိဆက်ခဲ့ရပါတယ်အခုချိန်မှာတော့ဥတုရိယကလည်းအဲမာနာနေပြီးတော့20မြေလောင်း2025နဲ့ဆုံးဖြတ်ပြီးပြီဖြစ်တဲ့အတွက်ပြည်သူလည်းအေဂျင့်လို့သူတို့ရဲ့အရမပြဿနာကြီးအရမဝါရာကြီးဆက်လက်ကြီးပွားဖို့ လုံးဝမဖြစ်နိုင်တော့ဘူးဆိုတာအများလဲသိပြီးဖြစ်ပါတယ်အခုလိုအချိန်မှာတရလူကထွက်ပြေးတင်းရှောင်နေရတဲ့တရခံနေရကြောက်လန့်နေရမယ်ဆိုတာမြန်မာနိုင်ငံနဲ့လုံးဝမဖြစ်သင့်ပါဘူးတရလူလို့ပြောပြီးတော့အခုလိုဝရံပြေးဖြစ်နေတယ်သူ့ကိုပြန်ပြီးတော့အခုအဲတိုင်းတာနာရေးရတော့ဥဆောင်ပြီးတော့တာနာရေးဌာနဆွဲဇိုးထားတဲ့အမှုကိုရင်မဆိုင်မဲအခုလိုဒီထက်မှအခုကျောင်းမြိုင်တို့ပေါ်မှာ သူတို့ရဲ့ပါဝင်တဲ့တက်တည်အနေနဲ့ပါတဲ့လူကလာပြီးတော့တက်တည်ကမထွက်ဆိုပဲဒီအမှုဟာအမှုပိုင်ရှင်ကဝေယံမြေလောက်ကိုရှောင်းနေရပြီးဘာမဟုတ်တဲ့ဒီလူတွေကိုသူတို့အနိုင်ကျင့်ပြီးတော့စော်ကားသလိုဟာဥပဒေနဲ့ဓမ္မပြိုင်ပွဲကြီးပါဒီကနေ့ကဆုံးဖြတ်ပေးမယ့်ပွဲမလို့တကယ်လဲလာရောက်ပြီးတော့အားပေးတာဖြစ်တယ်လို့ရှိနေတဲ့အချိန်တွေကနေပြီးတော့မြန်မာနိုင်ငံသားလုံးလည်းသိသိကျင်လို့ အလုတ်လုတ်တဲ့သူဟာအမြဲတမ်းသာနာပါတာအတွက်ရှေ့တန်းမှာရှိနေပါတယ်လို့ပြင်ပြပေးတဲ့ဘုရားပဲ။ဒါကြောင့်ဆရာတော်ဥပမောက္ခတို့မြို့ချစ်မြန်မာရန်တော်မြတ်သမက်ကားတို့ကတော့ဆရာဥအောင်မြင်းနဲ့တွဲလျက်လှူရှားနေပါတယ်။သူတင်ရတော့တဲ့ပြောရင်တော့ပုဂ္ဂိုလ်လည်းအဲဥတ္တရိယအရိယမန္တန်ရဲ့အာရမဝါရတရားနေပြီးတော့ဥစဉ်တို့ဘုမအနိုင်ကျင့်စော်ကားနေတာဖြစ်တဲ့အတွက်ဝင်ရောက်မပါဝင်မဲကို့အနေနဲ့တောင်းမှန်မယ်ဆိုလဲတောင်းမှန်မယ်ဆိုရဲလူတွေကနေပြီးတော့နောက်ကအမြဲနေရပါဆရာ ဥအောင်မြန်ရဲ့စိတ်ဓာတ်ကတော့အမှန်တရားအတွက်အသက်ပေးမယ်ဆိုတဲ့စိတ်မျိုးနဲ့ဒီလိုလူမျိုးကိုဦးဇင်းတို့ကိုအောင်စောတို့ပါရောက်ပြီးဝန်ရံခြင်းဖြစ်ပါလေ။အဲမင်းဆရာမင်းကလေးတခုရှိပါသေးရဲ့ဆရာတော်ဗျာ။ဒီရိယာမန်နိုင်တော်ရဥဒုရိယကိုနိုင်တော်တန်ခမာလန်ကအဖွဲ့အဖွဲ့စည်းပေးထားတဲ့ဝီနီတိုဝီနီဆရာအဖွဲ့ကနေ မေလ23ရက်နေ့ကလေးကအာရမဝါရီ အရမဝါဒအရမဝါဒီအရမဝတ္ထုလို့ဆုံးဖြတ်ချက်ကြီးချထားပြီးဖြစ်ပါတယ်အဲအဲ့23ရက်9လနောက်ပိုင်းကလေးကယနေ့ချင်းအထိအဲအရိယမန္တန်တော်ရဥတ္တရိယဟာ ဆိုရှယ်မီဒီယာပေါ်မှာအခါလျော်စွာတက်လာပြီးတော့ live ဖြစ်တာတွေရှိသလိုဗီဒီယိုရိုက်ကူးပြီးတင်တာတွေလည်းရှိပါတယ်အဲ့ဒီဗီဒီယိုတွေမှာအဲ့ live လင့်လာတွေမှာဘာပါလာလဲဆိုတော့နိုင်ငံတော်တန်ခမဟာနာကဆရာတော်ကြီးတွေ တခါဒီ20မြင်းဆောင်2025ကိုကြိုင်တွေ့ခဲ့တဲ့ဝီနီတိုဝီနေဆီယာဆရာတော်ကြီးတွေကိုဘူသူရိယကပုတ်ခတ်ပြောဆိုနေရတယ်ရှိပါတယ်အဲ့အရာတွေနဲ့ပတ်သက်လို့ဆရာတော်ဘလို့မြင်ပါလဲဘူသူရိယရဲ့ပုတ်ခတ်ပြောဆိုနေမှုတွေကိုရေတော့လေဂုလိုအဲတန်ခါဖွဲ့စည်းတစ်ခုကိုရည်စူးပြီးတော့မေးလာတဲ့မေးခွန်းမှာပြောပြစရာတစ်ခုကတော့ဆရာတော်သမတော်ကြီးတွေကို ီညိုလေးစားတဲ့တန်ဃာကောင်းတယောက်ဆိုရင်နောက်ရဟန်းတစ်ပါးအစ်စ်ဆိုရင်ဆရာတော်သမတော်ကြီးနိုင်ငံတော်တန်ဃာမာနာကကြီးနောက်ပြည်ဝင်သားတွေနဲ့အဓိကဖွဲ့စည်းထားတဲ့ဝိနည်းစရာဆရာတော်ဘုရားကြီးများတွေမိတို့ပင်ဆိုစကားမှုသူ့အနေနဲ့ဝန်ခံပြီးတော့ပြီးတော့ခုနှစ်ပါဘုရားဆိုပြီးတော့အောက်ကနေမယ်ဆိုရင် သူ့အတွက်ရဟန်းသက်ရှိတယ်လို့ခေါ်ပါတယ်နောက်ကြတော့ရဟန်းဆိုတာ ဆုံးမခံနိုင်ရတယ်။နောက်ပြီးကြတော့ဝင်းချတောင်းမှန်ပြီးတော့ကုစုတုဟုဂုံနဲ့ရန်ကောင်းဟာအလွတ်နေသင့်ပါလား။အခုတော့အတ္တမာနကိုရှည်တန်းတင်ပြီးတော့သူကိုယ်တည်းကဝရန်ပြေးဖြစ်ပြီးတော့ထွက်ပြေးတင်းရှောင်နေရတဲ့တန်ငါးကောင်းတယောက်နဲ့မတူပဲအမောင်နေကနေပြီးတော့အစိုးကြုံနေကလက်သီးပြတယ်လို့သူပြောနေတဲ့စကားတွေတော့လကောင်းသူပြောနေတဲ့တရားတွေတော့တခုမှလိုက်လျောညီထွေးမှုမရှိဘူး သူ့အထင်သူ့အမြင်နဲ့ဖြောင်းနေရကမှသူကစာတတ်ပေတတ်ဆိုလို့သူကပညာတတ်မို့လို့ဆိုရင်လေဒါအလုံးကလေးစားလိုက်နာမှာပါတကယ်တော့သူကိုယ်ရင်ကလည်းစာတော်နဲ့တန်းတော်မအောင်ခဲ့ဘူးလို့ပြောခဲ့သလိုသူကိုယ်ရင်ပြန်လဲဆွဆွဲနေတဲ့ပုံကူတွေဟာတကယ်တန်ခါရာသာဌာနအုပ်ဆောင်တကယ်ဆရာတော်ကြီးပြားမြောက်စော်ကားခြင်းဟာတကယ်တော့လေအယူချိပန်းအမှန်တမ်းပြောရင်တော့ဟိုဘယ်လိုပြောမလဲ အခုဆိုအုတ်စယူဓမ္မယူတဏယူတကယ်ကိုအခုဖြစ်နေတဲ့ပုရုဇနောဥမ္မတကောဆိုတာတဲ့ပိုးဆိုးတဲ့သူဘယ်လိုပြောမလဲသူယင်တဲ့ကအမားကိုအတင်းဖျားတရားတော့လုံနေတဲ့အတွက်စော်ကားနေခြင်းဖြစ်ပါလေအခုလိုထွက်ပြေးတင်းချောင်နေတာကိုကသူရောဘောကြောင်နေတာပါတော်တော်ကောင်းဆိုတာလက်မြောက်အရှုံးပေးရမှလဲကြောက်စရာမလိုသလိုမိမိရဲ့ ရဲရင်မှုဟာနှလုံးသားပါအဲဒီကိုနှလုံးသားနဲ့ရဲရင်ရင်မဆိုင်ပဲဟိုအမောင်ထဲမှာနေနေတဲ့လူလူဖြစ်နေတယ်ဆိုရင်အဲဒီလူကတော့စိတ်မကောင်းကြပဲလို့ပြောရမှာတပါဟိုသူ့ရဲ့ယူတယောက်လူဖြစ်နေတဲ့ပုံပုံပြီးတော့နင်မတော့မှာပါကိုယ်ကောသာတော့ပါကြောင့်မိမိရဲ့နှုတ်နှလုံးကြောင့်ကဲမဲ့သူကူမဲ့သူစောင်းရှောင်းမဲ့သူကတော့မကဲနိုင်မကူနိုင်အောင် ဖြစ်ပြီးတော့သူ့မသူ့တန်တရာဘဝနှိမ့်မလိုက်မယ်လို့ဦးဇင်းမြင်မိပါတယ်ဦးဇင်းသာဆိုရင်တော့ထွက်ရှင်မယ်ပြစ်ဆက်မယ်ဒါသူရဲကောင်းတို့ရဲ့အလုပ်ပါကြောက်လန့်ပြီးတော့ထွက်ပြေးတိတ်ဆောင်နေတော့သူရဲကောင်းလို့ပြောနေတာတော့အစိုးကြုံနဲ့လက်သီးကတော့ဘလိုမှန်းအများအတွက်အကျိုးမများဘူးအရင်တော့ကသူလောက်ခဲ့တဲ့အာရမတွေဟာဒီကနေ့ဖြစ်စင်နဲ့ရှင်းကြည့်မယ်ဆိုရင်ထင်ရှားပါတယ်အရင်တော့ကသူပြောခဲ့တဲ့တရားတွေဟာမှန်တာမှန်ခဲ့ရဲ့ဒီကနေ့ရဲဝန်ရင်ဆိုင်နေမှာလေ အမောင်ထဲမှာနေပြီးတော့အမောင်ထဲကနေပြောနေတဲ့စကားတွေဟာအကျိုးမများဘူးအဲအမှန်တိုင်းမျိုးတခိုးများအဖွဲ့ရဲ့လူရက်တည်းလိုပဲမြင်တယ်လို့ပြင်းပြလိုပါတယ်ဘောရကောင်ကြီးဆရာတော်အနေနဲ့ကိုညီတော်တဖွဲ့ဖြစ်တဲ့အရိယမန္တန်တော်ရဥတ္တရိယကိုဗာမြားအကြံပေးပြောဆိုချင်တာရှိပါလေလွန်တမိုးရှိတဲ့မိဘမှာသူဟာရမ်းဖြစ်ပြီးတော့တဝါလောက်မှာဘုရားကိုရင်ကြောင်းပထမဆုံးရောက်လာပြီးတော့ ်အညာလောက်အိပ်ပြီးတော့ဆွေးနွေးကြပါတယ်လို့သူကတောင်းဆိုခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ပြောဟန်လေဟန်ကိုကြည့်ပြီးတော့ရပါတယ်မိကျင်နာမိပါဆိုတော့တရားတွေဆွေးနွေးနေတဲ့ဥစဉ်ဘောရကွင်ဆရာတော်ကသူ့အတရားဒါကမှားနေပြီဒါကဒီလိုပဲပြောတော့လေမိုးကုတ်လို့ပြောတယ်မိုးကုတ်ဆရာတော်ဖျားကြီးတရားတို့ချက်ကလေးနားမလဲဘူးပြောလိုက်ရင်လေအရိယာဝါမစင်းသလိုသူတိနေတဲ့အတိမာနာသူထင်နေတဲ့အဲသစ္စာတရားကြီးနဲ့သူကအဲ့ပေါ်မှာမန်တက်ပြောနေတော့အရေးကြီးတာနှလုံးသားကငြိမ်းချမ်းသူကနှလုံးသားကပူလောင်နေခဲ့တယ် အလိုနဲ့ပဲဒုတိယကြိမ်နောက်တစ်ခေါက်ထပ်လာတယ်နောက်တစ်ခေါက်ထပ်လာပြီးဦးစင်းနဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာဒီပြဿနာတွေကဖြစ်လာလို့သူ့ခမရအမုန်းပွားရမယ်သူ့ရဲ့အမားတွေကတောက်လျှောက်တိသူစီမနေတဲ့ကျောင်းမှရှိတဲ့တန်ဃာတွေကိုရဟန္တာလို့လည်းသတ်မှတ်ခဲ့တာလေသူပဲအဲ့အဲ့တန်ဃာတွေနဲ့အစင်မပြေလဲသူပဲသူအတူမွေးပွားခဲ့တဲ့သူ့ရဲ့သီလရှင်တွေသူနဲ့အတူနေခဲ့တဲ့သူတွေအားလုံးသူ့နောက်မှာသူနဲ့အတူကပ်နေတဲ့လူအားလုံးကသူ့ကိုအမုန်းပွားပြီးတော့သူ့ကိုအကောင်မပြောနိုင်တော့အောင်ဦးစင်းကျောင်းမှနေတဲ့ဟိုဆရာလေးမရီနူးကသာသူ့ကျောင်းခေါ် အဲ့လိုပဲသူ့မှာကလုပ်ရမှန်တယ်လို့ तू ကမပြောနိုင်ပေမဲ့ဩဓမ္မမှန်တယ်လို့ခြပြအောင်လေမိမိရဲ့လုပ်ရတဲ့ဓမ္မတားသာတာမဖြစ်ပဲတယောက်နဲ့တယောက်ရန်တိုးနေကြတဲ့ကမှာရန်တိုးမှုအေးအောင်သူကိုယ်တိုင်လည်းခုနကလိုလူဘွားချုံကြဘူးတယ်ထောင်ကြဘူးတယ်ဆိုသလိုပဲသူ့ရဲ့ဒေါသဟာလူဘွားကပုံစံနဲ့အခု ဥရိအရင်ဆိုင်ရမယ်ဆိုသူအရှုံးပေးလိုက်လို့လည်းရတယ်လို့တင်မဖျောက်ဝင်ခံလည်းလို့လည်းရတယ်။အာနာကသူ့ကိုအဲ့လိုဒုက္ခပြုလို့မဟုတ်ဘူး။သူ့ဟာသူ့သူ့အာနာသူ့မာနာသူ့အတ္တနဲ့ဥစဉ်သာဆိုသူနဲ့ဖြစ်တယ်။ရှင်များတောင်းမှာတောင်းမှမှာပေါ့။သမုခဝီနိအရအဲနေရာ29သုံးတိခါဖို့ထဲမှာဟလာဒီကရာခုနှစ်ပါးဆိုတဲ့အဓိကယုံငြိမ်းအောင်လုပ်ခဲ့မယ်ဆိုရင်မောင်ထဲမှာနေကြမလို့သူတို့အခုလို Facebook ကနေပြီးတော့လျှို့ဝဲတိုက်ခိုက်နေသူဆရာတော်ကြီးတိတ်ခါကြောက်အောင်ပြောလေ ူလောက်ရအရင်တော့သူ့နောက်မှာ page ကိုလိုက်နေတဲ့သူတွေသူ့ဆရာတော်ကြီးကိုကြီးညွှဲသူတွေအများကြီးပါအဲသူ့ကိုကြီးညွှဲသူအများကြီးပါအခုဆိုရင်ခင်လဲထင်ရှားနေမှာဒါကြောင့်ဥဒုရိယကြီးမှန်သိရရင်အဲကိုသာမှန်ကန်နေဆိုရင်ရင်ဆိုင်ရမှာပါကြောက်လန့်ပြီးထွက်ပြေးတာဖြစ်ဖြစ်အမှန်တရားဘက်ကတော့အရှုံးပေးရတာတတ်တည်အဲ့ဒါလည်းအမှန်တရားတစ်ခုပဲဒါကြောင့်အခုလိုအပြင်ထွက်လာပြီးတော့ခုဝါကျွန်းတော့ပဲပြေးမယ်ဘလို့ကြုံမလဲတော့မသိမှခုချိန်မှာတော့တဲ့ပြန်ရင်ဆိုင်မှုတင်ပါတယ် ာဒီလိုပဲရှောင်နေလို့ဒါတော့မှန်မလွတ်ပါဘူးအမောင်တွေကလူသားတယောက်အနေနဲ့ထာဝရသွားနေဘူးလေမသိတော့ပါဘူးအခုနလိုရင်ဆိုင်ပြီးရင်တော့ကိုကိုဆက်လုတ်တင်နိုင်လုံနိုင်ပါစေနောက်ပြီးတော့သာနာကိုတကယ်ချစ်ပြီးတော့တရားစစ်ကိုမျက်နှိုးရဲဆိုရင်သင်ငန်းချွတ်လေကိုယ့်ရဲ့တစ္ဆာတရားကပျောက်ပြတ်မသွားပါဘူးတစ္ဆာတရားကိုငါတရားငါအတ္တဒီဆရာတော်ကြီးမှားတယ် ဟိုဘယ်လိုပြောမလဲတုဒ္ဓဗုဒ္ဓဆိုတဲ့ပြိတ္တကသုံးပုံဆောင်ဆရာတော်ကြီးကလွဲနေတယ်လို့ပြောနေခြင်းဟာတကယ်တော့အတ္တကိုအရေးအရေးကိုအကောင်ခံအဲနောင်ပြင်လို့မရတဲ့သူ့ရဲ့မာနတရားတွေပါလို့ဦးဇင်းတို့တော့သုံးသပ်မိပါတယ်အကောင်ဆုံးကတော့စောစောကအတိုင်းမာနတွေချခင်ဦးဇင်းစီလည်းရောက်လာမှာမဟုတ်သလိုအဲကိုတင်ပြနေတဲ့တကားတကမတွေကိုတပည့်တွေကလည်းကိုယ့်ဘုံမှာရံမလူပါဘူးအခုဒီဖြစ်နေတဲ့ကိုအောင်အောင်ဇော်လို့ဆိုတာ သူ့စီမှာတွားပြီးသေးသေးချာချာသူ့အပြီးမှရင်းခဲ့တဲ့အဖွဲရလူတွေပါအဲ့မှာပဲသူတို့ပြောနေတဲ့တရားနဲ့ကိုအောင်စောတို့ပြောတဲ့အပြီးမှနဲ့တေချာညှိနှိုင်းနေတဲ့ဂျာရီယာကိုလဲချော်ခဲ့လို့အခုလိုဇက်တိုက်ရှေးလာတာပါဘုရားကိုရင်ကြောင်းဆိုတဲ့အစွဲလေးလဲလျှော့လိုက်ပါဦးစင်းကတော့အမှန်တမ်းများဓမ္မအရမကိုသိတော်ညာလဲမပြောလူမြင်တော်ညာလဲရှောင်နေမဲ့လူပါအခုစားတော့တကယ်ကိုအဲလိုအပ်လို့ဆရာဦးအောင်မြိုင်ကိုအောင်စောကျန်တဲ့ ဒီအဖွဲ့အစည်းတွေကလုံလိုက်တာဖြစ်ပါတယ်အဲ့ဒါလည်းဝန်ခံလိုက်ရင်အလုံးကိစ္စအေးပါတယ်ဥပမာဆိုရှင်းနမူနာလို့ပြောရရင်အဖွဲ့ကွဲ30နှစ်တင်းကူဟာအဲအမှန်ဝါလာကြော်ညာပြီးတော့စာအုပ်ကြီးထွက်တော်ညာလဲသူတို့အနေနဲ့ကဝန်ခံလိုက်တယ်အဲအဲ့တော့ရက်တီနေလို့ရတယ်သူတို့ကသူတို့ဟိုငိမ့်အေးတယ်မဟုတ်တော့သူတို့အနေနဲ့ဒီသူတို့ရက်တီနေမှုကရှိနေတယ်အခုကြတော့ဆရာတော်ကြီးတွေပုံထပ်ပြီးအပြစ်တင်နေတယ် ရက်လို့မရအောင်ဖြစ်လာတော့မယ်လို့မြင်မိလို့အရှုံးမေးလိုက်ခြင်းဟာစိတ်ချမ်းသာပါတယ်ဥတုရိယကဗုဒ္ဓဂုံကြီးဆရာတော်ကိုတရားဆွဲမယ်ဆိုပြီးတော့မြို့နယ်တန်ခါနာကရုံမှာတောင်းမှန်ကြည်အေးမယ်ဆိုပြီးတာပဲဦးစင်းကကြည်အေးပြီးတော့နှစ်ဖက်ဆရာတော်ကြီးလည်းမစင်ရဲအောင်တန်ခါကြီးလည်းမညင်နွမ်းအောင်အမှုတိုင်တဲ့အေးချမ်းအောင်ဦးစင်းကိုယ်တိုင်လည်းယင်ထဲမှာမလောင်တဲ့စိတ်နဲ့အေးချမ်းချမ်းလေးအရှုံးမေးရတယ်ပါမှန်ရတဲ့အရှုံးမေးရတယ်လို့ဟုတ်မောင်းတဲ့နိုင် ခေါ်ရိယမန္တန်ရဲ့အာနာအုတ်ဆောင်တပါဖြစ်ခဲ့တဲ့ဆိုရင်မိမိရဲ့သူတော်ကောင်းစိတ်ကလေးကမွေးပြီးတော့လာပြောက်ရင်ဆိုင်ရင်းတို့ကဒီမြောက်လှုပ်တဲ့ဆိုရင်ဆက်လက်အေးကြမယ်နှုတ်မဟုတ်ရင်တော့အမြဲတမ်းအမောင်ထဲမှာနေလို့မရဘူးနိုင်ငံခြားသွားရှောင်နေလေအရေးကြီးတာမိမိအတ္တမာနဒေါသတာတိစ္ဆန်ဒီမှာပါတို့အဲ့အတ္တမာနဒေါသတွေငြိမ့်အောင်အရင်ကျိုးရပါအမောင်ထဲကနေပဲလေသိပြပြီးတော့ Facebook မှာဘလောက်တင်နေတင်နေ ပြည်သူတွေစာတပ်ပေတာဆရာတော်ကြီးတွေအားလုံးသောအများကအမုန်းပုံးမှမဟုတ်ပါဘူးလို့ပြောကြရင်နှုတ်ဆက်လိုက်ပါတယ်။နောက်ပိတ်ဆုံးမေးခွန်းလေးတစ်ခုမေးခွန်းပြုပါဆရာတော်ဗျာ။အခုလောအရိယာမန်တိုင်းတော်ရဥတုရိယကဆိုရှယ်မီဒီယာလူမှုကွန်ရက် Facebook စာမျက်နှာတွေပေါ်ကနေနိုင်ငံတော်သံဃာမဟာနာကဥက္ကရာဆရာတော်ကြီးဖျားကြီးများနဲ့တကွနိုင်ငံတော်သံဃာမဟာနာကဆရာတော်ဖျားများ ဝိနိတော်ဝိနေဆရာဆရာတော်များဖျားများကိုအာဂရီလိုက်တဲ့သာသဖြင့်ပုဂ္ဂတ်စောကပြောဆိုနေတဲ့အတွေ့လဲကူးမြွတ်နယ်မြွတ်နယ်သာသနာရေးမှုကဥဒုရိယကိုပုံမှန်295ကကြီးဆက်သွယ်ဥရေပုံမှန်66ကကြီးတို့နဲ့တရားဆွဲဆိုတိုင်ကြားတဲ့နယ်လို့ဘုရားကိုကြီးဆရာတော်ထင်မြင်မိပါသလားဗျာတကယ်တော့လက်ကွမြွနဲ့ တာနာရေးဌာနအနေနဲ့ပဲဖြစ်စီလက်ကူးမြို့နယ်အဲတန်ခါနာကအဖွဲ့များနဲ့ဖြစ်စီမကပါဘူးမြန်မာနိုင်ငံအတွင်းမှာရှိတဲ့လူပုဂ္ဂိုလ်မှန်သမျှတရားဘာဝနာလိုက်စားပြီးတော့အမှန်တရားအတွက်မျက်နှိုးတွေ့တာလဲဆိုတဲ့ကဝင်ရောက်ပြီးတော့ဒီကိစ္စတွေပေါဝင်ဆောင်ရွက်မယ်ဆိုရင်သူရဲကောင်းသူတော်ကောင်းကိုရှာနေတဲ့ကာလာမျိုးလိုပဲနိုင်ငံတော်တိုင်းတန်ခါနာကအဲတိုင်းသာနာရေး ဖွဲ့ကလည်းရုပ်ဆောင်ဆက်လက်ပြီးတော့ဦးစင်းနေနေတော့ဆောင်ရနေတာလည်းသိရတယ်လို့သူကထိုက်တန်တဲ့အလုပ်တွေလည်းဆက်လက်လုပ်မယ်လို့ညီမိပါတယ်အခုဆိုရင်လည်းဦးစင်းတော့သတင်းနားထောင်နေရင်းနဲ့အခုလိုဝင်ရောက်ဖြည့်ရှင်းနေတာတွေကိုလည်းဦးစင်းတို့ကဖွင့်တာလို့ပြောခွင့်ရနေတာပါတကယ်တော့အမှန်တရားအတွက်လက်ကူးမြွနဲ့တန်ခါနာကတော့လက်ကူးမြွနဲ့အဲတာနာရေးအဖွဲ့တွေကတော့လုံလုံနေလိမ့်မယ်လို့လည်းယုံကြည်ပါတယ်အဲ မလုပ်ဘူးလားလို့အပြစ်တင်တာနဲ့လုံနေတာလေးတွေကိုပဲအထူးကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်မြို့နယ်တန်ခါအဲ့ဒီမြို့နယ်တိုင်းတရားမြို့နယ်တရားရုံးအနေနဲ့လည်းဆရာပေါ်မှန်းနဲ့ဆရာအောင်စိုးတို့ကဘလို့ဆုံးပြမလဲဆိုတာလေဒါအဖြေတစ်ခုပါပဲအဲကြောင့်ဦးဇင်းတို့ဆက်လက်ဆောင်စားရင်းအဲဒီကအခုမွေးတဲ့အမေးရှင်မွေးသလိုတန်မိုးရှိတဲ့အာနာကိုချစ်မြတ်လို့သူရအခုမင်းနေရသူရရင်ထဲမှာလဲဖြစ်စေခြင်းတယ်ဆိုတာတဲ့ဖြစ်တဲ့နာကိုဆက်လက်ပြီးတော့ဆောင်ရနိုင်ပါစေလို့ဆန္ဒပြလိုက်ပါတယ် ကျွန်တော်ကကိုစိတ်တကြကျမ်းမာချမ်းသာပါစေဒီလိုမေခွန်းတွေကိုစိတ်ရှိရှိနဲ့ဖြည့်ဆို့ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆရာတော်ဗျာတာနာကိုချစ်တဲ့စိတ်နဲ့ဆောင်ရွက်နေကြတဲ့သူတွေရဲ့မေခွန်းအဖြစ်များဟာတာနာတော်ဆက်လက်ပြီးတမ်းဖို့အတွက်ဆက်လက်လဲဆောင်ရွက်နိုင်ပါစေမလုံနိုင်တဲ့လူတွေကိုလှုပ်ပြနေတဲ့သူတော်ကောင်းစိတ်နဲ့လဲအဲဆရာတော်တမတော်နဲ့အဖွဲ့အစည်းတွေအားလုံးအသက်ရှင်အနာမဲပြီးတော့စစ်မှန်တော့ဗုဒ္ဓတရားတော်အကြောင်းငြိမ်းချမ်းသောတရားတွေနဲ့အေးချမ်းသောဘဝတွေရပါစေလို့ပဲနောက်ဆုံးဆန္ဒပြုလိုက်ပါ